ဒါကတော့လူတရားမှာတရားမစားဖို့ကြတဲ့ရှားပါးတဲ့အုံပင်ကနန်းတွေပဲဖြစ်ပါတယ်။ရှားပါးတို့သူရဲ့ရတာကလည်းရှားလေသွားလောက်အောင်ရတာကောင်းမွန်တဲ့ကနန်းတွေဖြစ်ပါတယ်နော်။ဒီကနန်းတွေရဲ့ထူးခြားချက်ကတော့သူတို့ဟာရေထဲမှာမနေဘဲနဲ့မြေကြီးပေါ်မှာရှင်သန်နေတိုင်းကြတာဖြစ်ပါတယ်။အုံမီအိုရီရဲ့ပင်စီတွေကြောင့်အလက်တွေကြားမှာပုံအောင်ပြီးတော့ခေရခက်စီရှင်သန်ကြတဲ့ကနန်းတွေဖြစ်ပါတယ်။အထူးသဖြင့်အိန္ဒိယသမုဒ္ဒရာပစိဖိတ်အိုရှင်ဒေသတွေက ကျွန်းနေမှာမြင်ရလည်ရှိပါတယ်ဒီကိတန်းနေဟာဖန်းစည်းဖို့ခက်ခဲတယ်ဆိုပေမဲ့တကောင်ဆိုတကောင်ကြီးမားတဲ့ဒုထည်ရှိတဲ့အတွက်ကြောင့်စီပါရေးရတက်ချေကြိုက်တယ်ဆိုအောင်ပါပါပဲဒီအုပ်ပင်ကိတန်းနေရဲ့လက်တွေမှာရှိတဲ့သားတွေဟာလက်ဆက်ပြီးတော့ချုံမင်လုံးတဲ့အတွက်ကြောင့်အရန်နမယ်ကြီးပြီးလူကြိမ်များလာတာဖြစ်ပါတယ်ခက်ခဲခဲဖန်းစည်းရတဲ့ကိတန်းတွေဖြစ်လို့သူ့ရဲ့ဈေးနှုန်းကလည်းမနေမတော်ပါပဲဒီအုပ်ကိတန်းတွေကိုတော့ကျင်းကောင်းဝင်ဟိုတယ်ကြီးတွေမှာတထေးတွေပဲစားနိုင်လောက်အောင်ဈေးမြင့်လာမလို့တထေးစာတွေလိုခေါ်ကြပြီတော်တော်လူတွေဆိုရင် စားဖို့မပြောနဲ့အနားတောင်မှမကတ်နိုင်ကြပါဘူးရှင်အာဘိနာ င်ခဲ့ကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ပရိသတ်ကြီးတို့လည်းပတ်စံရှိတယ်ဆိုရင်တော့အုံကနန်းကြီးကိုစားဖို့အတွက်မမေ့ပါနဲ့ဦးနော်